KNU အကြမ်းဖက်အဖွဲ့အနေနဲ့ထဲထဲဝဝင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတယ်ဆိုတာပြောလိုပါတယ်ဖွင့်လာတို့ကြီးကဲရောဘဖနာကလေးမင်းလူသားစားပြီမင်းလူသားစားဟဲ့ခင်ဗျာအလုံးမင်းမင်္ဂလာပါမနေ့ကဒီတက်မတော်နဲ့သတင်းမှန်ပြန်ကြားရေးဒေါ်မဲလုံးကဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ KNU ကိုဆွဆွဲထားတဲ့ဗီဒီယိုဖိုင်ထွက်လာခဲ့ပါတယ် အဲ့တော့ဒီဗီဒီယိုမှာဇော်မဲလုံးကဘလိုကလင်ကကြစ်တွေစကားတွေပြောထားလဲဆိုတော့ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင်ပါစကားတခွန်းစီတိုင်းကကလင်ကကြစ်စကားတွေဖြစ်တဲ့အတွက်သေချာနားထောင်ဖို့သူပြောချင်ပါတယ်ဟုတ်လဲဒီချိန်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲအိုက်ဒေတာမှာ KNU နဲ့ပေါင်းပါအကြမ်းဖက်အဖွဲ့တွေဟာကရင်ပြည်နယ်နေစပ်ဒေတာတွေမှာပေါင်းញံတိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်ဖြစ်လို့ အစိုးရရဲ့လုံခြုံရေးအဖွဲ့အစည်းတွေအုပ်ချုပ်ရေးအဖွဲ့အစည်းများမရှိတဲ့အခြေဖြစ်ပါသူရှိမှပြောခဲ့တာဒီ2024မတိုင်ခင်ကဒီကြားဖြတ်လုပ်ငန်းတွေဆိုတာမရှိဘူးပေါ့အဲမဲ2024မှာဒီ KNU အကြောင်းဒီကြားဖြတ်လုပ်ငန်းတွေဝင်လာခဲ့တယ်ပေါ့ KNU တောင်းချမ်းအဖွဲ့တွေကတိုက်ပွဲတွေပေါ်ဆောင်ပြီးတော့သူတို့မဝင်နိုင်တဲ့အတွက်ကြောင့်သူတို့ရှိတာကိုမသိခဲ့အောင်ဆိုရဟောတောင်းပြချက်ပေါ့ KNU ကထုတ်ပြန်ချက်စာမျက်နှာ အပိုက်နဲ့စာမျက်နှာတစ်အပိုက်နဲ့မှာ ရေးထားတာကိုကျွန်တော်တို့ဒါလေ့လာကြည့်မယ်ဆိုရင် KNU တပ်ဖွဲ့များက၎င်း DKBA တပ်ဖွဲ့များတဆွဲထား၍တိုက်ခိုက်သည့်နေရာရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး230ဦးလက်နက်ချပြီး၎င်းအခြေချစခန်းအား KNU မှထိမ့်သိမ်းနိုင်ခဲ့သည်လို့ရေးထားတာတွေ့ရပါတယ်။တကယ်ဖြစ်စင်မှာတော့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့နေ့လယ်2နာရီလောက်မှာ မြင်းလက်ပံရွာကို KNU PDF အကြမ်းဖက်အဖွဲ့အစည်းကာ30နဲ့ရောက်လာပါတယ်။ကျွန်တော်ထပ်ပြောပါမယ်။ကာ30နဲ့ရောက်လာဖြစ်ပါမယ်။ဒီရောက်နေရကြောလက်နက်ချလင်းဝင်ဖို့နော်လက်နက်ချဖို့ပေါ့လက်နက်ချဖို့အတွက်ကို KNU ကကာ30နဲ့ပဲလာဖို့လိုသလားပေါ့နော်စဉ်းစားကြရတကယ်တမ်းဒီအကြမ်းဖက်စစ်တပ်ကသာကာ30နဲ့ ဟိုတကယ်တကယ်ဘီပေါ့တကယ်တကယ်ဘီကအဖွဲ့ဝင်တွေရောက်နေရကြောလက်နဲ့ချဖို့လာလာပြောရင်သူတို့မြေဩဇာတောင်ဖြစ်သွားနိုင်တယ်ခင်ဗျားတို့ကျွန်တော်စဉ်းစားကြည့်မင်းလက်ပံရွာမှာ DKB KKO ပေါ့ဗျနောက်တစ်ဖက် KNU ပေါ့သူတို့အချင်းချင်းကတကယ်ရံဘက်တွေရံသူတွေဆိုရင်ဒီလိုနေရာကိုကားနဲ့ပေါ်ပေါ်တင်တင်ဒါလို့ရမှာလားကဟုတ်ပါပြီဟုတ်ပါပြီ ပြီးတော့အဲ့ဒီနေရာက KKO လုံခြုံရေးယူထားတဲ့ဂိတ်ကိုရောက်လာပြီး KKO အဖွဲ့ကပုံမှုအစစ်ရှိတဲ့စောပါတီကိုခေါ်ပြီး KKO အဖွဲ့ကိုလက်နက်တွေသူတို့စီအပ်ဖို့ KNU PDF အကြမ်းဖက်အဖွဲ့တွေကပြောဆိုခဲ့တယ်လို့သိရပါတယ်။စောပါတီကသူတို့ကိုတာဝန်ကားတော့စောကျော်ကွန်မင်းတော်တခွာသီးဖြစ်ပါတယ်။သူတို့ကတော့မဖမ်းမနိုင်လို့ပြောခဲ့တာဖြစ်ပါတယ်။ KNU PDF အဖွဲ့အနေနဲ့သူတို့ကို KNU ဘိုးကဖမ်းခိုင်းတာဖြစ်ကြောင်းနဲ့ KKOC ကလက်နက်190လက်နဲ့အပုပ်ဝင်ချုပ်ကိုဖမ်းဆီးသွားခဲ့ပါတယ်။အဲ့လိုကိစ္စတွေဖြစ်နေတဲ့အချိန်မှာပဲ KNUPD ရဲ့အကြမ်းဖက်အဖွဲ့က KKO ခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီးစောကျော်ကောင်မင်းခေါ်တပွားသီးကိုမင်းလက်ပံမှာမတွေ့တဲ့အတွက်သူတို့လက်ထဲကိုဖမ်းဆီးအနံပေးဖို့တောင်းဆိုခဲ့တယ်ဆိုတာလည်းသိရပါတယ်။ KNUPD ရဲ့အဖွဲ့ကဖမ်းဆီးသွားတဲ့ KKO တွေကိုပြန်လွတ်မြောက်ရေးအတွက် KKO ခေါင်းဆောင်တွေက KNUPD နဲ့ဆက်သွယ်ညှိနှိုင်းနေတယ်ဆိုတာလည်း သိရှိရပါတယ်မရှိမနှောင်းမှာပဲနိုဝင်ဘာလ24ရက်နေ့မှာ DKB TKO အနေနဲ့ KNU ကတောင်းထားတဲ့စောကျော်ကိုမင်းကိုပွားသီးကိုဖန်ဝရန်ထုတ်ဖယ်ကြောင်းကျွန်တော်တို့ဒါတွေ့ရပါဒါ DKB TKO ဖွဲ့စည်းရထုတ်ခဲ့တဲ့ဖန်ဝရန်ဖြစ်ပါတယ်အဲ့ဒီနေ့မှာပဲ သူတို့ငယ်မြေအတွင်းမှာနိုင်ငံသားသားများတယ်ဆောင်ခြင်းကိုတွေးရှိရင်ဖန်စီ အရေးကြီးမယ်ဆိုပြီးပဲ DKBA KKW ကအထူးစီဝေးလုပ်ပြီးအရေးပေါ်အစီအစဉ်ဆုံးဖြတ်ချက်အရာဆိုပြီးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တစ်ဆောင်ကိုလည်းကျွန်တော်တို့တွေ့ရပါဒါရီကိုကြည့်ရင်မင်းလက်ပံကိစ္စဟာ KNU သိတယ်อืมဘာမှလည်းမဆိုင်ဟမ်အစကတည်းက KNU သိတယ် ကယနူအကြမ်းဖက်အဖွဲ့အနေနဲ့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်ဆိုတာထင်ရှားတယ်ဆိုတာပြောလိုပါတယ်ဖွဲ့မှာတို့ကြီးကဲရောဘဖနကလေးမင်းလူသားစားပြီမင်းလူသားစားဟဲ့အေးကင်းစို့ဒီကယနူလိုမျိုးဒီတိုင်းသားလက်နက်ကင်ဖွဲ့ပေါ့အနေဆက်ကတိုင်းသားလက်နက်ကင်ဖွဲ့ကတော့မှဒီလိုမျိုးကြားဖြန်လုပ်ငန်းတွေကိုတည်တယ်ဆိုရင် ဒီနိုင်ငံရဲ့အစိုးရလုပ်နေတဲ့နော်မင်းအောင်လိုင်းတို့အဖွဲ့ကဘာလို့မသိတာလဲ PLU အကြမ်းဖက်အဖွဲ့ရဲ့ခုနကျွန်တော်ပြလိုက်တဲ့ထုတ်ပြန်ချက်စာမျက်နှာနဲ့အပိုက်နဲ့မှာစစ်တပ်နဲ့၎င်းတို့ကိုကူညီတိုက်ခိုက်ပေးနေသောတပ်ဖွဲ့များမှဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများဖြစ်နေလို့ KNU အနေနဲ့အားတော့ဖြစ်တယ်နော်စစ်တပ်ကိုကူညီနေသည်များတနက်ကန်နေကုန်လုံးတိုက်ရမှာပါ၎င်းပတ်ဝန်းကျင်လုံခြုံရေးအတွက်ဆက်လက်တောင်းဝေနေရပါတယ်လို့ရေးထားတာတွေ့ရပါတယ် ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KK ပတ်နဲ့ရွှေကုတ်ကုံမှာရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ဘလောက်အတိုင်းကြာထိဆောင်ရွက်နေတယ်ဆိုတာနေ့စဉ်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒီနေရာတွေကို KNU အကြမ်းဖက်အခွက်တွေကလာရောက်ပစ်ခတ်တဲ့အတွက်တိုက်ပွဲငွေများဖြစ်ပွားနေတာလည်းတွေ့ရပါတယ်။ KNU ကျမ်းဖက်တွေကလာပြီးတော့လာတိုက်တယ်တဲ့သူပြောနေလိမ့်နေတာပါဗျာ။တကယ်တော့တကယ်တမ်းက KNU KNU နဲ့ DGB ိတွေ့တာမျိုးတွေဖြစ်နေတဲ့အချိန်တောင်မှဒီကောင်တွေကလေကြောင်းကနေနော်ဒီကြိုင်ဖက်လုပ်ငန်းတွေရှိတဲ့နေရာတွေကိုလာပြီးဘုံကျဲတာမျိုးတွေတော့ရှိတာသူကြောင်းမြန်ဖြစ်နေအဲ့ဒါ KNU အဖွဲ့အနေနဲ့ KNU PD ရဲ့အကြမ်းဖက်အဖွဲ့အနေနဲ့ဒီမင်းလက်ပံကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ပြီးပြည်သူကိုလိန်လေနေရတယ်ဆိုတာအကြောင်း၃၀ရှိပါတယ်ပြည်သူကိုလိန်လေလားမလိန်လေလားဆိုတာကတော့နော် KNU နဲ့နှီးဆက်ဆုံးကပြည်သူဖြစ်တယ် ။ဇော်မဲဇော်မဲလုံးလည်းဟိုမြေပြင်မှာရှိတာမဟုတ်ဘူး။တကယ်တမ်းကသူတို့ဆိုလည်းဟိုကူအောင်းနေရတာနော်။တကယ်တမ်းမြေပြင်မှာပြည်သူတွေပတ်သက်နေရတာဒီ KNU KNL နဲ့ပြည်သူတွေနဲ့ပတ်သက်နေရတာဖြစ်တယ်။နော်။ပြည်သူကိုလိန်စရာအကြောင်းလည်းမရှိဘူး KNU က။အပတ်တည့်အချက်ကတော့မြစ်လက်ပံမှာသူတို့ထိမ့်သိမ်းထားတဲ့သူတွေကသူတို့အကြောင်းကိုထဲထဲဥဝင်ပြည့်တဲ့သူတွေကိုနှုတ်ပိတ်ချင်တာပဲဖြစ်ပါလိမ့်မယ်။နှုတ်ပိတ်တာလက်လွန်သွားလို့ရှိရင်ခုနပြောလို့တိုက်ပွဲဖြစ်လို့မလို့ပေါ့နော်။ ေတာပါလို့အကြောင်းပြချင်တာဖြစ်ပါလေသူတို့သူတို့စိတ်နဲ့နိုင်နေတာနော်နောက်ပါနေ့အချက်ကတော့သူတို့နဲ့ပတ်သက်တဲ့သဲလွန်စတွေကိုဖောက်ဖျက်ပြီးအခြားအခွက်တွေပေါ်မှာအပြစ်ပုံချဖို့ဖြစ်ပါတယ်ဘာ hilar ပြောတာဘာ hilar ပြောတာဘာ hilar ပြောတာဟမ်ဘလောင်လေဒါကိုထေရှားစီရတော့အဲ့ဒီရဲ့တကယ်တူကဘောင်းမြန်နေပြောနေတာဗျာတကယ်သူတို့တကယ်တမ်းသူတို့စစ်တပ်ကပဲ နော်တက်တည်ဖြောက်တာနော်ဟိုလမ်းကြီးဆက်တွေနဲ့ဒီလက်တော့တွေဖုန်းတွေကိုတိတ်တာမျိုးတွေလုတ်တယ်နောက်ပြီးတော့ဒီမဖမ်းငယ်ချိန်မှာပဲမရှိတော့ဒီကြားဖြန်ရဲ့တချို့ဟိုတော်တော်များများမရှိတော့ဒီလူနေစုရာခန်းလောက်လေးပဲရှိတော့တာပေါ့ဒီကြားဖြန်ရဲ့အကျယ်ဝန်းမှောင်ထုတ်ပြန်ကြထက်မှာပါတဲ့စာမျက်နှာနံပါတ်3မှာပါတဲ့နိုဝင်ဘာလ25ရက်နေ့ဖြစ်စဉ်အဲ့ဒီမှာမနေ့စောစောမှာစကန်အလုံသမားရာပေါင်းများစွာတို့သည်အသေးခံ drone တိုက်ခိုက်မှုများရှိမိဟုကြား၍ ထိတ်လန့်တုံလို့ဆိုရင်ခြံဝင်းအတွက်မှထွက်ပြေးရန်ကြိုးစားခဲ့ကြသည်နောက်တစ်ပိုက်မှာတော့အဆောက်အုံများအတွင်အလုံသမားအချင်းချင်းရံပွဲများဖြစ်နေသည့်စုညံသားများအရေးအယောင်များတွေ့ရသည်လို့ဖြေသားထားတာတွေ့ရပါတယ်တကယ့်မြေပြင်မှာဖြစ်ပွားခဲ့တဲ့အခြေအနေအဲ့ဒါတော့တွင်ဘာလ25ရက်နေ့ဟာလေးဆက်ပြီးတော့လဲအောင်လဲဆိုဆက်ကြည့်ပါအောင်နော်အဲ့လိုမပြောနဲ့လေကွာမနေ့9နာရီခွဲလောက်မှာမင်းလက်ပံမှာကျွန်တော်တရားမဝင် ရောက်ရှိနေပြီး KNU ရဲ့ဖမ်းဆီးပိတ်လောင်ခံထားရတဲ့ပြည်ပနိုင်ငံသားများကသူတို့ကိုပိတ်လောင်မထားဖို့အဝေးစားတွေကိုမီးရှို့ဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါကို KNU PD ရဲ့အဖွဲ့တွေကပြစ်ခတ်ခဲ့တယ်ဆိုတာလည်းသိရပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကြောင့်ဖြစ်ပွားခဲ့တဲ့တောက်ထားတာတပုံများလဲကျွန်တော်ရရှိထားတာရှိပါဒီပုံတွေကလည်းနည်းနည်းကျွန်တော်ဝါးထားတာပေါ့နော်ဟို YouTube YouTube ရဲ့ ါအမျိုးဒီမျိုးမြလက်ပံစီမင်းရဘန်းကံမှာဆိုကျွန်တော်ဝါထားဒီနိုင်ငံသားသားများဆန္ဒပြမှုကို KNU PD ရဲ့အကြမ်းဖက်အဖွဲ့ကဒါပြစ်ခတ်မှုမှတ်တမ်းတပ်ပုံများပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့လူတယောက်ရဲကြနေတာတွေ့ရပါတယ်ဒီမှာတော့တရားရတဲ့ပုံကိုကျွန်တော်တို့ပြပါထားတာဖြစ်ပါတယ်ဒီပနိုင်ငံသားအချို့ထိကြိုက်တရားရအကြောင်းနဲ့ပေဆုံးနိုင်ွယ်ရှိကြောင်းလည်းကျွန်တော်တို့သိရပါတယ် ဒါရီဖြစ်ပြီးနောက်ပိုင်းမှာနိုဝင်ဘာလ25ရက်နေ့ည9နာရီခွဲလောက်မှာတရုတ်နိုင်ငံသား635ဦး၊ဘာအိုနိုင်ငံသား23ဦး၊ဗီယက်နမ်နိုင်ငံသား16ဦး၊စုစုပေါင်း684ဦးဟာတောင်ရင်းမြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံမဲဆောက်မြို့နက်ကိုကင်ကျေးရွာဘက်ကိုရောက်ရှိလာတယ်ဆိုတာသိရပါတယ်။ထိုင်းအန္တရာယ်ပိုင်းများငရန်ခုနရှေ့ရဟာကိုပြန်ပြောရမယ်ဆိုရင်ဒီမှာသွေးထွက်တန်ရည်ဖြစ်တဲ့ဒီဆုံးသူတွေရှိတယ်ဆိုတာကသူ ီကင်းညူဝင်ပြီးတော့စီးနင်းတဲ့ချိန်မှာပဲဒီကြားဖြန်ကောင်းဆောင်တွေနဲ့ဒီလိုသမားတွေရုံးရင်းဆန်ကဖြစ်တာပေါ့အရင်နေ့ကလည်းဒီဒီတရုတ်လူစုကိုင်းတွေကသူတို့လက်နက်တွေစောင့်ထားတာမျိုးရှိတယ်အဲ့ချိန်မှာချင်းချင်းခိုင်ရန်ဖြစ်ပေါ်ပြီးတော့လူတည်တဲ့အစင်းတီဖြစ်သွားကြတာဒါပေမဲ့သူကဒီဇော်မဲလုံးကအခုဘယ်လိုပြောလဲဆိုတော့အဲ့လိုလူတည်တဲ့ဟာကဒီကင်းညူကပြစ်ခတ်လို့လူတွေတည်ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ပုံမှားရိုက်တယ်ပေါ့ဒါဆက်လက်စစ်ဆေးချင်းသိမ့်နေတယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ် အဲ့ဒီနေ့ညပိုင်းမှာပဲမင်းလက်ပံတဲကကြားဖြန့်လုပ်ငန်းဦးစီးလောက်ကန်သူတို့ယူဆရတဲ့ပြပနိုင်ငံသား20လောက်ကိုသူတို့ရဲ့ driver card မော်တော်ယာဉ်များဆက်သုံးစီပေးပါအလုံးတရာကန်းနဲ့ငွေထက်ထားတဲ့မိခံတက်တာမသိရင် तू तू ဒီနေရာမှာပဲ तू ရောက်နေတယ်လို့လို့နော်ဒီမင်းလက်ပံမှာပဲ तू ရောက်နေတယ်လို့လို့ပြောနေတာမိခံတက်တာတစ်လုံးတိုက်စာကို KNU PDF ဖွဲ့ကဖန်စီခေါ်ဆောင်တေထုတ်သွားကြောင် သိရှိရပါတယ်။ငယ်တဲ့ကဲထုတ်ချင်မှာတော့ဗျာနော်မဖန်းငင်တွေကအမင်းတို့ရှောင်းနေလိုက်ဘာညာသူပြောတာမှာဗောသူတိတ်တိတ်သူတို့လိုမျိုးနော် KK ဘက်ကိုဝင်ဖန်းတဲ့အချိန်မှာလူသုံးယောက်လောက်ပဲရှိတော့တယ်။ KNU ကတော့မှဟိုဖန်းပြီးတဲ့အချိန်မှာကဲထုတ်တယ်လို့သူတို့ဆွတ်ဆွဲလို့ရတယ်။တကယ်တမ်းသူတို့ကမဖန်းငင်တဲ့လူကမရှိတော့ကြံတရေတွေလည်းရှိနေနိုင်တာရောတွေ့ရပါတယ်။ဒီလောက်ဆိုရင်အကျမ်းပဲ KNU ဒီလောက်ဆိုရင်အကျမ်းဖတ် KNU လဲဆိုတာကိုအားလုံးကဘာလဲဆိုတာအားလုံးသိရောသိနိုင်ပြီလို့ကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်အနေနဲ့ဒီ online ဒိန်းလဲတောင်ပသမှုလုပ်ငန်းတွေကိုစတင်ချီရာခံပြီးတဲ့အချိန်ကစပြီးအင်းကြီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ပူးပေါင်းပြီးစတင်အောင်ချီရာခံရသေးရနော်ရှာပဲနိုင်ငံလုံးအသိတယ်ဖန်ဆီးမှုတွေတို့ပဲမသိကြအောင်ဆောင်းနေတယ်ဒီကိုတက်ကြကြကြွာဆောင်းရွက်နေတယ်လို့ဒေတာတွင်းနိုင်ငံများနဲ့အတူပူးပေါင်းဆောင်ရွက်နေကြလဲဖြစ်ပါ နိုင်ငံဝန်ကြီးအနှံ့ပြတ်မှာစစ်စင်ရေးတရက်တစ်ခွဲနှိမ်နှင်းလျက်ရှိပါတယ်။ Oh my god! Wow! ဒါကြောင့်ရရှိဒီဂိမ်းဘီနေဟာရောနှိမ်နှင်းနေပြီဒါပေမဲ့ရန်ကုန်မှာပြန်ပြီးတော့သူတို့အကျိုးပို့တွေလုပ်ပြီးတော့ပြန်ဖွင့်ပေးတယ်ရန်ကုန် မန္တလေးနော်။ထိထားတဲ့သတင်းတွေရဒီနိုဝင်ဘာလ24ရက်နေ့25ရက်နေ့26ရက်နေ့တို့မှာရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးမြို့နယ်မိုင်းတောင်မြို့အနီးပါရှင်းလင်းခဲ့ရမှာ မိုင်းတော်မျိုးအရှိတောင်ပဲနောင်တောက်ရွာကောင်းဟိုင်မြောက်ဒီထဲမှာရှိတဲ့ဟာတွေတော့မှသူတို့မနိုင်နေနိုင်သေးပဲနော်တခြားဟာတွေသွားပြီးတော့ရှောက်ပြီးမီးရှို့ပြဒီတဲလေးနဲ့ကာစီနိုလောက်တဲ့လူတွေဒီတဲလေးနဲ့လုံးနေတယ်လောင်းကစားမှုကျူးလွန်တဲ့ပြပနိုင်ငံသား28ဦးမြန်မာနိုင်ငံသား10ဦးတို့ကိုအဆောက်အုံနေမော်တော်ယာဉ်တွေဆက်ဆက်ပစ္စည်းတွေလက်နက်ငယ်၅လက်တို့နဲ့အတူပေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်ပြင်းထန်တာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ဘုရားကာစီနိုတဲ့ကြည့်ပါအောင်နော်။မြန်မာနိုင်ငံအစိုးရအနေနဲ့ဒီ online လိမ့်လေလောင်ကစားမှုလုပ်ငန်းတွေနဲ့ဒူးစရိုက်လုပ်ငန်းတွေကိုဘယ်သောအခါမှခွင့်ပြုကြခြင်းမရှိသလိုဘယ်သောအခါမှခွင့်ပြုကြခြင်းမရှိဘူး။ပါနိုင်ငံရဲ့ပိုင်တဲ့နယ်မြေကိုအသုံးချပြီးမိတ်ဆွေနိုင်ငံတွေအိမ်နီးချင်းနိုင်ငံတွေမြန်မာနိုင်ငံရဲ့ပိုင်နက်ကိုအသုံးချပြီးမိတ်ဆွေနိုင်ငံတွေနိုင်ငံတကာအပေါ်အိမ်နီးချင်းနိုင်ငံတွေကျူးလွန်နေတာကိုလည်းလုံးဝ လုံးဝလက်ခံမှာမဟုတ်ဘူးလုံးဝလုံးဝလက်ခံမှာမဟုတ်ဘူးသုံးခါတော့မပြေဘူးနှစ်ခါပဲပြောသွားဆိုတော့အလေးနဲ့ထားပြောကြားထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာနဲ့တကမလုပ်ပါဘူးပေါ့သူတို့မလုပ်ပါဘူးပါလုံးကိုအန္တရာယ်ပေးနေတဲ့ဒီ online လိမ်တယ်လောင်စားမှုလုပ်ငန်းတွေဟိုကသူလည်းတန်တာမိုးတိမ်လာသူပြောတယ်လည်းဘယ်လိုဘယ်လိုတားခဲ့တာလဲမလုပ်ပါနဲ့မလုပ်ပါနဲ့နော်ဘယ်လိုဖြစ်နေမြမကြီးမြမမကြီးကနေအများဆုံးအမြင့်ပြတ်စေရေး တိုက်ချက်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအတိပေးပြောမြမမြေမြမရေပေါ်မှာလုံးဝမရှိအောင်လို့တိုက်ဖြတ်စီနင်းကကွဲအားလုံးကိုကျေးဇူးအညာနော်ရှိဆောင်ပါဗျာတကယ်တော့နော်အခုဒီဗီဒီယိုမှာမြင်ခဲ့တဲ့အတိုင်းဒေါ်မဲလုံးရဲ့စကားတခွန်းတိုင်းတခွန်းတိုင်းစီမှာနော်ဒီမူတာဝါရကအများတန်းကျူးလွန်နေတာဖြစ်ပါတယ်ဒီတော့ဒီဒီဗီဒီယိုမှာတွေ့မြင်တဲ့အတိုင်းပဲသူတို့လုပ်တဲ့ဟာတွေကြတော့ အောင်ထဲကိုထည့်ပြီးတော့နော်မှန်တဲ့ဘက်ကိုသွင်းသွားတယ်ဒီ KNU ကိုကြတော့ဒီရွှေကုတ်ကိုကစ KNU ကို KNU စတင်ပြီးတော့လောက်ကန်ခဲ့တယ် KNU ကလူကြီးတွေပါဝင်နေဆိုတာကိုသူဆွဆွဲပြီးတော့ပြောဆိုသွားတဲ့ဗီဒီယိုဖြစ်ပါတယ်နော်နောက်ထပ်သတင်းတွေသူကြသတင်းတွေမှာလဲဇွန်ဘဲလုံးရဲ့ဒီမျက်နှာကြီးနဲ့ဘလို့ထွက်ပြီးတော့လည်ရုံးမလဲဆိုတာဆက်လက်စောင့်ကြည့်ကြပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်